ထိုင်းနိုင်ငံမှာကိုရင်လေးရှင်ဥတ္တမသာရရဲ့တရားပွဲကိုဖြတ်သိမ်းလိုက်ရတဲ့အကြောင်းရင်းမှန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေပြီးခဲ့တဲ့ရက်ပိုင်းမှာထိုင်းနိုင်ငံစမုတ်စခရွန်ခရိုင်မဟာဆိုင်ဒေသမှာကိုရင်လေးရှင်ဥတ္တမသာရရဲ့တရားပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်မဟာဆိုင်ဒေသမှာကထိုင်းနိုင်ငံရောက်မြန်မာတွေများတဲ့အတွက် ကိုရင်လေးကိုတရားလာဟောဖို့အတွက်ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ကွင်းပြင်ချင်းကြီးမှာလူပြည့်လူရှင်တဲ့ကိုတရားနာလာဖို့အထီးကိုစီကားခဲ့ကြပါတယ်။ဒါပေမဲ့တရားပွဲတော်မဆားလိုက်ရပဲတဝင်းရှိသူတွေကလာတားတာကြောင့်တရားပွဲကိုရနာလိုက်ရပါတယ်။တရားပွဲကို အလင်းစလိုဖြတ်သိမ်းလိုက်ရတဲ့အတွက်ကို လူအများကလည်းရှုပ်ရှက်ခက်ကုန်မှာတော့တယ်အားလုံးကထပြန်ကြရကုန်တာဘာကြောင့်လဲဆိုရဲမိကုန်နေလဲများခဲ့ကြတာပါအားလုံးကဘလို့အကြောင်းကြောင့်တရားပွဲဖြတ်သ သိမ်းလိုက်ရတာလဲဆိုတာကိုသိကျင်နေကြရလဲဖြစ်ပါတယ်။ဒါကြောင့်မို့တရားဝဲဖျက်သိမ်းလိုက်ရတဲ့အကြောင်းရင်းမှန်ကလည်းထွက်လာပြီဖြစ်ပါတယ်။တကယ့်အကြောင်းရင်းမှန်ကတော့တရားဝဲကတာဝန်ရှိသူတွေကိုအသိပေးထားတဲ့ပွဲမဟုတ်တာကြောင့်ဖြစ်ပါတယ်။မဟာချိန်မှာတရားဝဲကျင်းပဖို့စီစဉ်သူတွေကရက်ကွက်အုပ်ချုပ်ရေးမှုကိုဒါကြောင်းကြားထားတာဖြစ်ပါတယ်။အရင်တော့ကလည်းပွဲတွေအခုလိုကျင်းပနေတာဖြစ်ပေမဲ့ရှင်ဥဒ္ဓမသာရဟောကြားမဲ့တရားပွဲမှသာပထမဆုံးဖျက်သိမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။တရားပွဲကိုစီစဉ်သူတွေက ကမြို့နယ်နဲ့ဆိုင်ရာပိုင်ရာတွေကနေခွင့်ပြုချက်မတောင်းတာကြောင့်အခုလိုလာပြီးတော့တားမြစ်လိုက်တာဖြစ်ပါတယ်တောင်ပြင်းတရားပွဲလိုပွဲမျိုးကြီးတွေနဲ့မြန်မာလူမျိုးတွေအစုယုံသုံးမယ်ဆိုရင်အသေးချာအတိပေးခွင့်တောင်းပြီးမှသာလှုပ်ခွင့်ရှိတော့မယ်လို့လည်းသိရပါဗျ။ဒါကြောင့်မို့လဲကိုရင်လေးတရားဟောမယ့်အချိန်မှာအချိန်မီဝင်တားကြပြီးတော့တရားပွဲကိုဖျက်ကြတာပါ။အတန်ချက်ဆက်တွေကိုသုံးမှာကိုလည်းမလိုလားတာကြောင့်လို့သိရပါဗျ။တရားပွဲကိုအမြန်ဆန်ဖျက်ခိုင်းပေမဲ့ ကိုရင်လေးကိုလေးစားတဲ့အနေနဲ့လူဝဲဖြစ်စည်းတွေကပ်ပြီးမှသာတရားဝဲဖြတ်သိမ်းခိုင်းတာဖြစ်ပါရယ်ကိုရင်လေးရှင်ဥတ္တမသာရကိုရိုင်းတရားဝဲဖြတ်သိမ်းလိုက်ပြီဆိုတာကိုကြေညာပြီးတော့ဖြတ်သိမ်းခဲ့ရပါထိုင်းနိုင်ငံရောက်မြန်မာလူမျိုးတွေကတော့ကိုရင်လေးရှင်ဥတ္တမသာရရဲ့တရားကိုမနာရတော့ဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်နေကြတာပါဒါအပြင်တရားဝဲလေးတောင်မကျင်းပါခွင့် ပြုတဲ့ထိုင်းနိုင်ငံရဲ့ဆိုင်ယာပိုင်ယာတွေကိုလည်းတကယ်လို့ပဲအဖြစ်တင်နေကြတာဖြစ်ပါတယ်။တရားဝေးလေးတောင်မှကျင်းပါခွင့်မပြုဘူးဆိုပြီးတော့ပြောဆိုနေကြတာပါ။ထိုင်းနိုင်ငံကမြန်မာလူသားတွေနဲ့ပတ်သက်ရင်ပြင်းထန်တဲ့စီကန်းချက်တွေကိုချမှတ်ထားတာပါ။ပွဲလန်းသဘင်တွေဆိုလဲမထင်မထင်သလိုဝင်ဖန်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်မို့ထိုင်းရောက်မြန်မာတွေမှာ တေချာကိုတတိချာပြီးတော့သွာလာနေကြရတာဖြစ်ပါတယ်။ရှေဥဒမတာရာကလည်းတရားဝဲကိုမဟောပြရတဲ့အတွက်စိတ်မကောင်းဖြစ်နေတာပါ။ဒါကြောင့်မို့ကိုရင်လေးနေနဲ့နောက်တစ်ချိန်ကျရင်တေချာပြင်ဆင်ပြီးတော့တရားဟောပေးဦးမှာဖြစ်ပါတယ်။ကိုရင်လေးရှေဥဒမတာရာကတကယ်ဆိုရင်တရားဟောဖို့အတွက်လည်းကန့်သက်ခံထားရတာပါ။အရွယ်ငယ်သေးတဲ့အချိန်မှာဆရာတော်ကြီးတွေလိုတရားဟောနေတာမျိုးမဖြစ်သင့်ဘူးဆိုပြီးတော့ကန့်သက်ထားကြတာပါ။လက်ရှိမှာကိုရင်လေးကဓမ္မစာပေတွေကိုတေချာလေးလာ သိယူနေပါတယ်။တရားဟောတဲ့နေရာမှာပညာပါပြီးတော့ထက်မြက်တဲ့ဆရာတော်ဖြစ်ဖို့လေ့လာနေတာဖြစ်ပါတယ်။ဒါတက္ကတက္ကမရိယာလည်းကိုယ်လေးရှင်ဥဒ္ဓမသာရကိုပြည်ပနိုင်ငံတွေကိုသွားပြီးတော့တရားဟောတာမျိုးတိတ်မလုပ်ဖို့တိုက်တွန်းကြပါတယ်။ထိုင်းတာဝန်ရှိသူတွေရဲ့စီကံတင်ကြမှုကြောင့်တရားပွဲဖြတ်သိမ်းခံရတဲ့ကိုယ်လေးရှင်ဥဒ္ဓမသာရနဲ့ပတ်သက်ပြီးတော့ပရိသတ်ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။